အခုလိုလေနော်မကြီးသီးမဲ့အစ်စ်ကလေးတွေပေါ်တဲ့အချိန်မှာဆိုလို့ရှိရင်မကြီးသီးမဲ့အစ်စ်ကလေးရဲ့နောက်ဒီမှာငမဲလုံးကြောက်ကလေးရဲ့ချက်စားအရင်စားလို့ကောင်းတာနော်အဲ့ဒီချန်နီလေးကိုကျွန်တော်မျှဝေပေးသွားပါမယ်ဒီမှာမကြီးသီးအမဲ့ကိုမှအစ်စ်နော်ဒါငမဲလုံးကြောက်ကလေးပါဒီမှာကြက်သွန်အဖြူနီထောင်းထားတာလေးပါပါမယ်နော်ဒါကျွန်တော်တို့ပထမဆုံးအနေနဲ့ကကြတော့ဒီငမဲလုံးကြောက်ကလေးတွေကိုပထမတည့်ရေးစေးလိုက်ပါမယ်နော် တရေစေးပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့နောက်ထပ်ရေအတွက်ကကျွန်တော်တို့ဗာလေးထည့်မလဲဆိုတော့စားလေးထည့်ပါမယ်နော်စားလေးထည့်ပြီးတော့ဒါလေးကိုနဲမယ်နဲပြီးတော့တခါရေတစ်ထပ်စေးပါမယ်နော်အဲစားထည့်ပြီးနဲတာလေးကခဏလေးကြာသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒါလေးကိုအာရေလေးနဲ့အတက်ပြန်စေးလိုက်ပါမယ် ဲအတန်လေးဆေးပြီးသွားပြီဆိုလို့ရှိရင်တော့ဒါလေးကိုကျွန်တော်တို့ကရေမနာအောင်အုပ်ထားပါမယ်ကဲကျွန်တော်တို့ဒီမှာနော်မကြီးသေးမဲ့လေးကိုကျွန်တော်တို့ကရေနှွေးနဲ့မစိန်သေးခင်မှာပထမဆုံးကြီးအေးလေးနဲ့ဒါကိုဆေးလိုက်ပါမယ်နော် အဲအဲ့လိုလေးဆစ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကရေနွေးလေးနဲ့စိန်ထားပါမယ်ကဲချက်ဖို့တဲ့အားလုံးအစင်းသစ်ဖြစ်သွားပြီဆိုတော့เนาะမချက်သေးခင်မှာကြော်ညာလေးတစ်ခုဝင်လိုက်အောင်မယ်เนาะအဲကျွန်တော်တို့ငလင်ဘေးတဲ့မိဘပြည်သူတွေရဲ့အပြန်လဲထူထောင်ရေးအတွက်เนาะဟိုကျွန်တော်ဘက်ကနေပြီးတော့ဆက်လက်ပြီးတော့အလှူခံဆဲပါလို့เนาะအားလုံးလည်းကျွန်တော်ဒီဟင့်ချက်ဒီเนา ဟိုမုံလုံးနေလေးတွေအားပေးသလိုအခုဒီဘက်မှာလေးလည်းနော်ငလင်းပေးတဲ့နေအတွက်လည်းတက်နိုင်သေးတအားသေးရေလေးပါဝင်လှူဒန်းပေးကြပါအောင်လို့လည်းအနုညွတ်မေတ္တာရက်ခံပြီးတော့တိုက်တွန်းအပ်ပါတယ်ခင်ဗျာကဲစပြီးချက်လိုက်တော့မယ်နော်ကဲထုံးစံအတိုင်းမယ်နော်ကြက်တုံအဖြူနီလေးစပြီးတော့အစီတက်မှာပေါ့နော်ဒီမကြီးသေးချက်တဲ့အခါမှာကြတော့လေကျွန်တော်တို့က CO တော့ပုံမှန်ထက် ပို့ပြီးတော့ထည့်ပေးပါလို့အဲ့ဒါမှပို့ပြီးတော့အရသာရှိတာပေါ့နော်စနမုံလေးထည့်မယ်ထည့်ပြီးသွားရင်ကျွန်တော်ကတော့ဒီမှာကျက်သွန်နီလေးကိုလှီးထည့်လိုက်ပြီနော် ဆိုကြက်တော်နိုင်လဲကောင်းတယ်เนาะကြက်တော်နိုင်နိုင်လေးထည့်မှဆိုရင်လည်းကောင်းပါလေကြက်တော်နေလေနွမ်းလာပြီဆိုတော့ကျွန်တော်တို့ကအဖြူလေးထည့်ပါမယ်เนาะ ထည့်ထားတဲ့ကျက်သွန်ပြူလေးစပြီးတော့နားလာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကငပိကိုတော့ထည့်ပါမယ်နော်။ဒါမကြီးသေးအနှစ်ကများမှဖြစ်တဲ့အတွက်ငပိကိုတော့မှဒီလောက်လောက်ထည့်လိုက်ပါရနော်။သမားတော့အခဲလေးတွေကြီးသွားအောင်ကျွန်တော်တို့ကမှုပေးပါမယ်။ ပြည့်ရလဲကျက်သွားလို့ရှိရင်ဒီလိုမျိုးလေးကြေသွားတာပေါ့နော်အဲအဲ့အနေထားလေးရောက်သွားပြီဆိုရင်တော့ကျွန်တော်တို့ကငရုတ်သီးခွဲချမ်းလေးထည့်ပါမယ်ထပ်ပြီးသွားရင်လည်းအခုလိုပဲကျွန်တော်ကငွေပေးပါမယ်။ဟဲ့ရုပ်ဒီခွဲချမ်းလေးလည်းကျက်သွားပြီဆိုတော့စောစောလေးကကျွန်တော်တို့ရေးစေးထားတဲ့မမဲလုံးကြောက်ကလေးထည့်ပါမယ်နော်။ အဲဒီအနေထားရောက်မှသာကျွန်တော်တို့ကအချိုမုံလေးကိုနော်ထည့်ကြအောင်မဆောင်မနဲ့မသိအောင်ထည့်လိုက်မှာပေါ့နော် ကဲဒီနေထားဆိုလို့ရှိရင်တော့ကျွန်တော်တို့ကမကြီးရေလေးထည့်ပါမယ်။အမကြီးရေလည်းရေတွေးဖြောထားတာအေးသွားပြီပေါ့နော်။ဒီမှာနော်ဒါဆိုရင်လက်နှိုက်လို့ရသွားပြီ။အဲဒီခါမှာကျွန်တော်တို့ကဒီမှာလောလောဆယ်လောလောဆယ်ဒီမှာရတာလောက်ကလေးအရင်လောင်းလိုက်အောင်ပါနော်။ နှစ်အားလုံးရအောင်လုပ်မယ်နော်အကုန်လုံးချိန်မယ်ဒါလေးကိုဒါလေးကိုကျွန်တော်တို့ကဒီမှာရေးလေးနည်းနည်းထပ်ထည့်လိုက်ပါမယ်နော် ထည့်ပြီးသွားပြီဆိုရင်တော့အခုလိုလေးမှုေးပေးမယ်ကဲကြည်နားနဲ့ကိုစားကြနေမှလားအခုဒီမှာဆိုလို့ရှိရင်ကျွန်တော်စားလုံးဝမထည့်ပါဘူးเนาะငချောက်ရဲ့အငံတက်ကြောင့်เนาะကျွန်တော်တို့ကလိုက်မယ်ဆိုလို့ရှိရင်အချိုမုံလေးသာထပ်လိုက်မယ်ပေါ့เนาะ ောက်တစ်ခုကကျွန်တော်ရေလက်ထပ်မဆွတ်ပါဘူးဘာလို့လဲဆိုတော့မကြီးသေးရဲ့အနှစ်ကိုအားလုံးကုံသွားအောင်လို့ရေထည့်ပြီးတော့နော်ကုံဆင်းသွားအောင်လုပ်လိုက်တဲ့အတွက်ကြောင့်မလို့ရေကများပြီးသားဖြစ်နေပါတယ်ခဏနေတော့စားလို့ရပြီဘာစားခြင်းလဲကဲအခုဆိုလို့ရှိရင်တော့နော်လွယ်ကူပြီးတော့ရွှေရှင်းတဲ့ ခမဲလဲစားလို့အရမ်းမိန်နဲ့မကြီးသည်မှက်နဲ့ငမဲလုံးကြောက်ခင်းလေးရပြီပေါ့ဗျာဘိုက်ကလည်းတအားစားနေတော့ဆွဲပြီအားလုံးဝဲစားကြပါအောင်ရှင်ဟွန်းစားကြပါအောင်ဘိုင်းနဲ့ဘိုင်းနဲ့ See you ဒါငမဲလုံးကြောက်နဲ့မကြီးသည်မှက်နဲ့နော်ငပိကျက်ချက်ထားတာနော်ဒါကတော့ညစ်ကြိုက်တယ်နော်ညီမဒါကပဲကြီးနှက် ပဲကျင်းတဲ့ကိုရှယ်နှက်ထားတာနော်။ကဲအားလုံးစားကြပါအောင်။ ကလေးရဲ့ဟိုက်ပဲနှက်ကလေးရဲ့နော်ရောနေအဲ့မှာစကြည့်လိုက်စကြည့်လိုက်တွေ့သွားလိမ့်မယ်ချက်နေတော့ကိုစားခြင်းဟုတ်တယ်မလားอืมအဲ့ဒါပဲอืม ဖင်းရသဘောရှိနော်စိတ်ကြိုက်ထဲစားနှစ်နဲ့နဲ့နှစ်ချောင်းမလားဟုတ်ပြီနှစ်မထဲသေးဘူးမင်းကောင်းပါဘူးอืมဟုတ်ပါပြီကဲပါအဲ့ဒါလေးကိုစားစားမအောင်နော်ဒီပက်နှက်ကလေးကိုတစ်ချက်ကြွားလာအောင်မနော်ဒီမှာအစင်ငုတ်တော့ကြီးကြီးလို့မထင်နဲ့နော်ဒီမှာဘယ်လိုလေးထိနူးအီအောင်လှုပ်ထားရဲဆိုတာလေး กันนะแถบอันนี้อันนี้ นอนได้เอาเดี๋ยวประกาศดลยโอเค ဒီဟင်းလေးချက်စားလို့လေပဲနှစ်ကြားမရဘူးဆိုလို့ရှိရင်လည်းကျွန်တော်အတို့မြုပ်စုံလေးနဲ့စားလိုက်အရင်စားလို့ကောင်းတယ်။အမေဘယ်ရက်ကြည့်လို့ ¿Sí? ¿Ainico? ¿Ainico? Me cago, no más sí, သူတို့ကြိုက်တွေ့ဟင်းဆိုရင်ပြည့်တယ်မလားကြော်ကြလိုက်နော်ဆက်လဲကောင်းတာဟုတ် ဖတ်တဲ့အနှစ်ကဘုဆကောင်ဟဟလား 6ရက်အသားလေးပေါ့နော်မကြည့်သေးရအမလေးကအရသာလုံးဝစိတ်ဝင်စားတော့ပြောစရာမလိုအောင်ကောင်းပါရဲ့ညာအစားစားနှင်းချက်နေရမုန်းလုံးနေရအဲ့ဒါကိုလည်းစင်စက်မပြဆက်ပေးသွားမှာဖြစ်တယ်လို့ကျွန်တော်တို့ငလင်ဘေးတဲ့ မိဘပြည်သူတွေရဲ့ပြန်လည်ထူထောင်ရေးအတွက်လည်းဆက်လက်ပြီးတော့ပါဝင်လူထမ်းပေးကြပါအောင်လို့ကျွန်တော်တို့ဘက်ကနေပြီးတော့အနုညွတ်နော်မြစ်တာရခိုင်နဲ့ပဲကျွန်တော်တို့ဒုညောက်ကနေပြီးတော့နှုတ်ဆက်ပါခင်ဗျာ